။အမေကလူငယ်တယောက်ဖြစ်တဲ့အတွက်တိုးတက်စင်စစ်ရှိတယ်ပေါ့နော်။ဆက်ယူမှာဆိုလို့ရှိရင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့တခုခုပြဿနာရှိလာပြီးဆိုရင်စကားပြန်လို့အခုညီတောင်းရတယ်။တင်နေတဲ့ခင်ရဆိုလို့ရှိရင်စကားပြောတဲ့အခါမှာရှင်းအောင်လဲတဲ့ပြဿနာလေးဖြစ်တယ်ပေါ့နော်။ထိုင်ကိုရောက်လာတဲ့လူငယ်တွေနေနဲ့အနားမှာအဖေမေတွေမရှိနေနိုင်ကြဘူးပေါ့နော်။ဒါပေမဲ့ဘာသာစကားတင်ယူလေ့လာခြင်းကကိုကိုအရင်အထောက်အကူဖြစ်စေပါတယ်။အနားမှာမိဘမရှိပေမဲ့ဘာသာစကားတက်မြောက်သွားတဲ့အခါဆိုလို့ရှိရင်ကိုအားကိုကိုးနိုင်တဲ့လူငယ်တောင်ဖြစ်လာနိုင်တယ်ပေါ့နော်။ တမီထိုင်းစကားလေးလာတင်ယူပြတာကအရန်ရိုးရှင်းနေရှင်တမီရဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်တိုးတက်စင်စိတ်ရှိတယ်ပေါ့နော်ဒီဆက်ယုံမှာဆိုလို့ရှိရင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့တခုခုပြဿနာရှိလာပြီဆိုရင်စကားပြန်လို့အကူအညီတောင်းရတယ်တမီကတိုးတက်ရှင်တဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်သူများကိုအချိန်တိုင်းအကူအညီလို့မရဘူးဆိုတာတမီသိတယ်အဲဒါကြောင့်မို့လို့တမီထိုင်းစကားပြောလေးလာတင်ယူပြတာပါရှင် မီတိုင်ပက်နေလို့ပေါ့နော်ဆရာဘာဖြစ်လို့လဲဆိုတော့တမီထိုင်းစကားပြောချင်လို့မှလေးလာပါတယ်ဆိုမှစကားမပြောတတ်ဘူးပေါ့နော်မီနီတော်များတိထားတယ်ဒီစကားပြောမဲ့တရာနီးစနစ်တွေမတိထားတဲ့အတွက်တမီစကားမပြောနိုင်ဘူးပေါ့နော်အဲ့ချိန်မှာတမီစာချောင်းတွေကိုပဲလိုက်ကျက်တယ်ကျက်ပြီးတော့လက်တွေအသုံးမချရသေးခင်မှာပဲမေ့သွားတယ်ပေါ့နော် ။တမီးထင်တာကဒီစကားအများကြီးပြောနိုင်မှုအတွက်စာကြောင်းတွေကိုပဲလိုက်ကြည့်ရမလားဆိုပြီးတော့တမီးလေးလာချင်းသေးတွေရော့ကျသွားတယ်ပေါ့နော်။ဒါပေမဲ့ကိုလေးလာခဲ့တဲ့အရှိကိုပြန်ကြည့်တဲ့ခါကျတော့အရင်နှမျောစရာကောင်းတယ်ပေါ့နော်။အဲအကြောင်းမလို့တမီးတက်အဖြစ်တစ်ခုရှိမှာပဲဆိုပြီးတော့တမီး YouTube တွေ Facebook တွေမှာလေ့လာတယ်။လေ့လာရင်းနဲ့ဆရာနိုင်ဆွဲဗီဒီယိုတမီးတွေ့တယ်ပေါ့နော်။တွေ့တဲ့ချိန်မှာဆရာပေးတဲ့နေ့စနစ်နဲ့တမီးသိထားတဲ့ကတိရစကားလုံးလေးနဲ့ပေါင်းလိုက်တဲ့ခါကျတော့စကားပြောနိုင်တဲ့နေ့စနစ်တစ်ခုရသွားတယ်ပေါ့နော်။အဲ့မှာတမီးလိုချင်တဲ့လိုအပ်ချက်တွေဆရာစီမှာရှိနိုင်တယ်ဆိုပြီးတော့တမီးတင်နန်းအဖြစ်သွားပါလိမ့်ရှင်။ပြီးတော့လည်းတမီးတင်နန်းပြီးသွားတော့တမီးလို ခြင်းနဲ့ရတယ်ကုန်ရလိုက်တယ်ပေါ့နော်။အရင်ကွာချရရှင်သမီးခန်းစားမိတာကအမောင်တဲကလူတယောက်ကအလေးနက်တစ်ခုချာတွေ့သားတယ်လို့မျိုးပေါ့နော်သမီးခန်းစားမိရဲ့တင်နေမတိုက်ခင်ရဆိုလို့ရှိရင်စကားပြောတဲ့အခါမှာရှင်းနောက်လွဲတဲ့ပြဿနာလေးဖြစ်တယ်ပေါ့နော်ကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာလူပဲတွေးပြီးတော့ပြောပြတယ်တင်နေတက်ပြီးတဲ့အခါကျတော့ ကားပြောလို့ရှိရင်လည်းနီးစနီးစက်စက်ပြပြောနိုင်တယ်သူတို့ပြောတဲ့အခါဆိုလည်းနားလည်လာတယ်ပေါ့နော်စကားလုံးတွေလည်းပီတာစာပြောနိုင်လာတယ်ပိုကောင်းတဲ့အလုပ်တွေကိုလည်းမိမိဖာသာချပွေနိုင်တယ်ပေါ့နော်အင်တာဗျူးတွေလည်းအောင်ခဲ့တယ်ရှင်အရန်ကွာချသွားတယ်ရှင်ထန်းကိုရောက်လာတဲ့လူငယ်တွေအနေနဲ့ဘာသာစကားတက်ထားခြင်းကအရင်အရေးပါလို့သတိခံစားမိတယ်ပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ဘာသာစကားမတက်ထားခြင်းကအလုပ်ခွင်မှာဖြစ်ဖြစ်တမ်းမာရေးကိစ္စမှာအဆပါတော့။ကိုမသိနားမလည်တာရှိရင်သူများကိုအားကိုးရတယ်။ဘာသာစကားတက်ထားတဲ့ခါကျတော့ဒီအလုပ်မှာပဲဖြစ်ဖြစ်တမ်းမာရေးကိစ္စအထွေထွေကိစ္စအကုန်လုံးပေါ့နော်။ကိုဘာသာကိုစီမံနိုင်လာတယ်။တမီးတို့သူများနိုင်ငံမှာလာနေရတယ်။မိဘမရှိတဲ့နေရာမှာနေရတာတော့မှပဲ။ကိုအောက်ကိုနိုင်တဲ့လူငယ်တောက်ဖြစ်လာတယ်ပေါ့နော်။ဒါကြောင့်မလို့ထိုင်းနိုင်ငံမှာနေပြီးတော့အလုပ်တစ်ခုလည်းလုပ်နေတာထက်ပေါ့နော်။ဘာသာစကားတင်ယူလေ့လာခြင်းကအချိန်တိုတွင်းနဲ့ကိုအောက်ကိုကိုနိုင်တဲ့လူငယ်တောက်ဖြစ်လာမယ်ပေါ့နော်။တမီးကိုယ်တိုင်လည်းအခုချိန်ဒီလေ့လာတင်ယူနေသေးပဲပေါ့။ งานจะแนะนำต่อเองให้ดูได้นะคะ ฉันชื่ออีทงค่ะ อายุ 24 ปีแล้วค่ะอยู่เมืองไทยมา 2 ปีแล้วค่ะ ก่อนหน้านี้คือทำงานโรงงานเย็บผ้าค่ะ ตอนหน้าฟังไม่รู้เรื่องค่ะ ตอนนี้ได้ทำงานที่ร้านอาหารค่ะ หลังจากเรียนภาษาไดอันเชเรียนแล้ว พูดไทยได้มากขึ้นฟังรู้เรื่องก็เลยแค่อยากจะบอกว่าเราต้องพยายามให้ดีที่สุดเลยนะคะสุดๆนะคะทุกคน